ားလုံးပဲမင်္ဂလာပါရှင်။မန္တလေးညူးသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ထဲတွင်စေတုံထားပြီးထမင်းမကြွေးရင်မစားသူတယောက်တည်းစကားပြောနေသူရှင်းနေသူငိုနေသူများတွေ့ခဲ့ကြောင်းထွက်ပြေးလွတ်မြောက်လာတဲ့စစ်မှုရန်တပ်သားပြောရတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖက်စစ်တပ်ထဲမှာဆေးကြောင်နေသူတွေ အဖိုးအိုတွေပညာမဲ့တွေနဲ့အတူအထက်အောက်ဖိနစ်အနိုင်ကျင့်မှုတွေကြုံခဲ့ရကြောင်းစစ်တပ်ကနေထွက်ပြေးလွတ်မြောက်လာတဲ့စစ်မှုတန်းတပ်သားကိုအောင်ကိုကိုဟင်းကပြောပါရယ်ကိုအောင်ကိုကိုဟင်းဟာစစ်မှုတန်းအဖက်စင်ကတင်နန်းစင်ဖြစ်ပြီး KNDP နဲ့ဒီမော့ဆိုမြို့နယ်ကတိုက်ပွဲမှာစစ်တပ်စစ်ကြောင်းကနေ KNDP အမျိုးသားများကကွယ်ရေးတပ် KMDF ထံအလင်းဝင်ခိုးလုံလာသူဖြစ်ပါရယ်သူဟာသူနေတဲ့လမ်းထိပ်မှာအကိုရီနဲ့အရက်တောက်နေရင်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ KMDF ကနေထုတ်ပြန်ထားတဲ့အင်တာဗျူးမှာပြောပါရယ် လမ်းထိပ်မှာအကိုနဲ့အရက်တောက်နေရင်လူ၈ယောက်လောက်ကလိုက်ခဲ့ဆိုပြီးခေါ်သွားတာပဲပြီးတော့အဲ့ဒီကိုရောက်သွားတာပဲတင်းနှမ်းမှာလူနေရာကြော်ပါတယ်တင်းနှမ်းပြီးတာနဲ့ရိုက်ကောကိုတန်းဖို့တာပဲမင်းတို့ကို PDF တက်ရင်တက်မဟုတ်ရင်မင်းတို့ကိုသူတို့ကတက်မှာဟိုကောင်တွေကမင်းတို့ကိုညှာမှာမဟုတ်ဘူးဆိုပြီးပြောတယ်လို့ကိုအောင်ကိုကိုဟင်းကပြောဆိုပါတယ်စစ်မှုရန်တင်းနှမ်းမှာမဲပေါက်လို့ဝင်လာရသူတွေငွေကြေးကြောင့်ဝင်လာရသူတွေနဲ့ပေါ်တာဆွဲခံရလို့ဝင်ရသူတွေသာရှိပြီးစစ်မှုထမ်းခြင်းလို့ဝင်လာသူတွေမရှိဘူးလို့လည်းကိုအောင်ကိုကိုဟင်းကဆိုပါတယ် ဒါပြင်စီးကြောင်နေသူအများအပြားကိုလည်းတွေ့ရှိရကြောင်းပြောပြပါရယ်။ပတ်စစစ်မှုတန်းတွေကိုရှေ့ကတက်ခိုင်းနေပြန်။စီးတွေဘာတွေကတော့ခိုးဝယ်တုံရတယ်။စီးကတရနှစ်ကဝယ်ရတယ်။ဖြူဟာတွေမှာဝယ်ရတယ်။ရှားမတို့ဘာတို့ကတက်မှာဆိုလည်းရှိတယ်ဗျ။သူ့ဘာသူရင်ရင်လေးနဲ့ကြောင်နေတာတွေလွတ်နေတာတွေပေါ့။သူ့ဘာသူစကားပြောတယ်။ဆရာထမင်းကြီးမှစားတယ်။မတွေးရင်မစားဘူး။အဲ့ဒါမျိုးတွေအများကြီးပါတယ်။တချို့ကြတော့လေရေတဲ့ကောင်တွေကရှင်နေတယ်။ငိုတဲ့ကောင်တွေကငိုနေတယ်။သူတို့အိမ်သူတို့မသိဘူး။ သူတို့နာမည်တော့သူတို့မသိတော့ဘူးအကိုကြီးတွေလည်းပါတယ်အသက်80ကျော်နေပြီစပင်မွေးတွေလည်းဖြူနေပြီတချို့ဆိုသွားတွေတော့မရှိတော့ဘူးရှေ့တန်းမှစစ်မှုတန်းတပ်သားတွေဟာဘန်ကာရီဆောင်ဆက်သွယ်ရေးမြောင်းတွေတူးခဲ့ရကြောင်းတိုက်ပွဲတွေမှာလည်းဒဏ်ရာရစစ်သားတွေကိုအနောက်ကျော်ဘူးအိတ်တဲ့ပေးတာတွေလုပ်ခဲ့ရကြောင်းသူကပြောပါတယ်ကျွန်တော်တို့ဘက်မှာပါစာတွေများတယ်ပညာမိတ်တွေများတယ်စူပေါင်းဆက်ပေါင်းတွေများတော့ဦးနှောက်မရှိကြဘူးတချို့အရာရှိကပြစ်ဆိုဖြစ်တာပဲဒါပေမဲ့သူတို့စိတ်ထဲမှာမသိရှာဘူးဆရာတို့ကိုမမိဘူးပြန် ဒီအဆောက်အဦးကိုဖြစ်ဆိုရင်ဒီအဆောက်အဦးကြီးပဲတနက်နဲ့ရှောက်ပစ်နေတဲ့လူတွေများတယ်လို့သူကဆိုပါတယ်။တက်ထဲမှာထမ်းမိတ်တွေကိုမလွန်ဆန်နိုင်တာကြောင့်စစ်တိုက်နေရသူတွေများပြီးအထက်အောက်အစဉ်အဆက်အနိုင်ကျင့်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ဒါပြင်ပြည်သူပိုင်ပစ္စည်းတွေခိုးယူရင်းလဲအရာရှိတွေပဲကောင်းစားသွားတယ်လို့ဆိုပါတယ်ကျွန်တော်တို့အိမ်တအိမ်ဝင်ရင်အကုန်ယူခိုင်းနေနောက်ဆုံးတကြိုးတွေလဲခွာတယ်အထဲကကြေးကိုယူတယ်မိုးပြဲမှာတော့တပိတ်တာကိုတထောင်ပဲပေးတယ်ဒီမှာကျတော့၃000ပေးတယ် ်မြို့ပေါ်ကျတော့ငါးတောင်ပေးတယ်ပြည်သူပိုင်အိမ်ကပစ္စည်းကတော့အကုန်ယူတယ်ရေကဲတက်တာတွေယူတယ်အချုပ်ဆက်တွေလည်းယူတယ်ဆိုင်ကယ်တွေလည်းယူတယ်မီးဆက်တွေလည်းမီးဆက်ယူတယ်ငါတို့စစ်နိုင်လို့ငါတို့ယူလာလို့ပြောတယ်ဗျသူတို့ကိုကြိုးအတွက်ရောင်းစားတာဗျကျွန်တော်တို့အတွက်မရှိဘူးနောက်ဆုံးကျသူတို့အရာရှိတွေတထေးတွေဖြစ်သွားတာများတယ်လို့ကိုအောင်ကိုကိုဟင်းကပြောပါတယ်ကောင်းစားသွားတော့လေအရာရှိတွေကကောင်းစားသွားတာရင်းတော့ရဲဘော်တွေကရင်းရတယ် မိုင်းနေမီတို့ခြေထောက်ပြတ်သူတွေဆိုဘားကြောင့်ပဲပြက်ပြက်ဆရာတို့ PDF တွေမိုင်းကြောင့်ပြက်တယ်လို့ခေါင်းစဉ်တက်တယ်။တကယ်တော့ကျွန်တော်တို့ထောင်တဲ့မိုင်းကြောင့်ပဲပြက်တဲ့သူတွေများပါတယ်လို့သူကဆက်ပြောပါတယ်။ထွက်ပြေးလွတ်မြောက်ပြီးမှသာစစ်တပ်ထဲမှာဝါရဖြန့်ထားတဲ့အတိုင်းမဟုတ်ပဲဒေါ်လာရေးတက်တွေဘက်ကနှွေနှွေထွေထွေဆက်ဆံပြီးကောင်းကောင်းမွန်မွန်ထားရှိကြကိုသိကြရကြောင်းစစ်တပ်ထဲမှာထွက်ပြေးတဲ့သူတွေများလာတာကြောင့်မဟုတ်မမှန်ချိန်ချောက်ပြောဆိုထားကြောင်းသိရပါတယ်။များသောအားဖြင့်နှစ်ရက်သုံးရက်တွေကပိုပြီးချိန်ချောက်တောင်းခိုးဘက်သွားရင်မင်းတို့ကိုထားမှခဏပဲတက်ပြစ်မှာဆိုပြီးချိန်ချောက်တောင်း တကယ်တော့မဟုတ်ပါဘူး။ကိုဘက်မှာကြံခဲ့တဲ့ကျွန်တော်တငယ်ချင်းတွေလည်းဒီဘက်ကိုလာခဲ့ပေါင်းနွေနွေထွေထွေဆက်ဆံပါတယ်ကောင်းကောင်းမွန်မွန်ထားပါတယ်လို့မှာချင်းကြောင်းကိုအောင်ကိုကိုဟင်းကပြောခဲ့ပါတယ်ကိုအောင်ကိုကိုဟင်းဟာစက်တင်ဘာလ29ရက်နေ့ကဒီမိုးဆိုမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့ခလာရကိုတက်ရင်ကနေတနက်ယူဆောင်လာခြင်းမရှိဘဲထွက်ပြေးလာပြီး KMDF ခရင်နီ Nationalist Different Fortan အလင်းဝင်ရောက်လာခဲ့တာဖြစ်ပါတယ်ချမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်